ားလုံးကိုပြန်လည်ကျေးဇူးလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကျွန်တော်တို့ဥပေါက်ဆက်ဆင်တဲ့အခါမှာကုန်ညာစီရေအနည်းဆုံးအတက်တာဆုံးဆင်နိုင်မဲ့ညီလန်းလေးပေါ့နော်ကျွန်တော်တို့တချို့ပုံးနေမှာတချို့ကကျွန်တော်တက်နိုင်တဲ့တူရရပေါ့နော်ဒီပန်ကတက်ကြရပေါ့နော်ဒီပုံးမှာဒါပေမဲ့ပန်ကမလိုဘဲနဲ့ လုံးဝအဆင်ပြေပြေအသုံးပြုနိုင်မဲ့ပုံစံကိုကျွန်တော်ဒီနေ့ပြောပြမှာပေါ့နော်ဟိုကျွန်တော်တို့ဖောက်မဲ့ပုံဒါကျွန်တော်တို့ဒါဒီပုံဆိုတာ20 kg ပုံပေါ့နော်ဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့တချို့ပန်ကထည့်မယ်ဆိုလို့ရှိရင်ဒီနားမှာထည့်ကြရပါတော့ပန်ကဒါမဲ့ကျွန်တော်ကပန်ကမထည့်ဘဲနဲ့ကျွန်တော်ကဒီတိုင်းအပူလည်း နေမယ်လေဝင်တွေထွက်လဲရှိအောင်ဘယ်လိုလုပ်မလဲဆိုအောင်ကျွန်တော်ပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖုန်းကိုကျွန်တော်တို့ဒီဒီအကျယ်ပဲပေါ့နော်ဒီဆက်မှာကျွန်တော်ဒီဒီလိုအောက်ရှိဒီမှာပုံမှန်ဆိုဒီအောက်မှာကျွန်တော်တို့တလမတလမလောက်ရှားပြီးတော့ကျွန်တော်တို့ဒီအလေတက်တက်မှာပေါ့နော်ဒီအလေတက်တက်မှာဒီပုံးလေတက်တက်မှာကျွန်တော်တို့ဒီလောက် အကျဲလေးလောက်လောက်လေးဖောက်ပြီးပါဒီအကွက်လောက်လေးနှစ်ဖက်လုံးမှာဖောက်ပြအောင်ပါနော်ဒီနှစ်ဖက်လေးမှာဖောက်ပြီးပါခုဆိုရင်ဒါကတော့ဖောက်ပြီးသွားပါနော်အဲ့ဒီလိုမျိုးလေးဖောက်ပြရမယ်ဟိုဘက်ဒီဘက် တစ်ဖက်လုံးဖောက်ပြရအောင်နော်ကျွန်တော်တို့ပုံးကိုဒီပေါက်လေးပေါက်ပြီးဆိုတော့ကျွန်တော်ဒီ temperature controller ဆင်လာလေးဆက်ပြောင်းမယ်ပေါ့နော်ဒီ temperature controller မှာကျွန်တော်တို့ဒီကောင်ဒီ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 နေရာပေါ့နော် ီကျိုးကကျတော့ဒါအပူကျွန်တော်တို့အပူစံလာပေါ့နော်အပူတိုင်းပြီးမှာပေါ့အပူနေလာမြင့်လာတိုင်းပြီးမဲ့နေလာပြီးရင်ဒီနှစ်ခုထက်ရှိတယ်ဒီအနီရဲ့အနဲ့ရဲ့အဖြူရဲ့အမဲရဲ့ဒီမှာဘယ်နေရာဒီအနောက်ကိုကြည့်လိုက်ပေါ့နော်ဒီအင်ပွတ်မှာကျတော့ဒါကျွန်တော်တို့မီးအဝင်အဝင်ကျိုးဆက်ပြရမှာပေါ့နော်ဒီကျွန်တော်တို့ဒီဒီပလက်ထူပြီးတော့လာမယ်ကျိုးပေါ့နော် ီ info ကကျတော့အဲ့ဒါထည့်ပြရမယ်ဒီဟာကကျတော့ကျွန်တော်တို့အပူမီးသီးပေါ့နော်အပူမီးသီးတမ်းမယ်နေရာအောက်ပေါ့ပေါ့နော်အဲအဲ့တော့ကျွန်တော်တို့ဒီ info နေရာမှာဂျိုးတက်ဖို့ကျွန်တော်တို့ဂျိုးထိုင်လိုက်ပေါ့နော်နီးရအနီးအနကအနဲ့ join ပြီးလိုက်ပါကျွ join ပြီးတော့ပြီနော် ေတော့ဟင်ကျွန်တော်နမူနာဖွင့်ပြမယ်နော်နမူနာဖွင့်ရမယ်ဆိုတော့အစောကမှကျွန်တော်ဘလက်ကဘလက်ကမကောင်းလို့ဘောနော်ဘလက်မကောင်းလို့ကျွန်တော်လိုင်းလေးပဲဆန်ပြမယ် ကျွန်တော်ပြင်ဒီမှာကျွန်တော်မီးအခုမီးသီးတက်ပြမယ်နော်ပြင်ဖြုတ်ထားလိုက်မယ်အခုမီးသီးနဲ့ temperature controller setting ချိန်လေးလေးကိုပါဆိုနောက် video လေးမှာကျွန်တော်တို့တက်တက်ထပ်လုပ်ပြမယ်နော်ဒီနေ့အတွက်တော့ဒီလောက်ပါပဲနောက် video လေးမှာကျွန်တော်ကိုဆက်လက်စောင့်ကြည့်အားပေးကြပါအောင်ကျေးဇူးတင်ပါခင်ဗျာ